မြန်မာနေဝခရိုနီကယ်နိုဝင်ဘာ7ရက်မြင်ကွင်း DKB ခေါင်းဆောင်၄ဦးကိုအမေရိကန်ပိတ်ဆို့မှုကြီးညာထိုင်းမြန်မာနယ်စပ်ကအွန်လိုင်းငွေလိမ်လည်ဂိုင်းတွေနဲ့ပတ်သက်တဲ့သတင်းတွေခုလပိုင်းတွေမှာတစ်ခုပြီးတစ်ခုပေါ်ထွက်လာနေသလိုပတ်သက်ဆက်နွယ်နေတဲ့နိုင်ငံအစိုးရတွေလက်နက်ကန်အဖွဲ့တွေကလည်းတုံ့ပြန်လှုံ့ဆော်မှုတွေလှုပ်လာကြတာတွေ့မြင်နေရပါတယ် ခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတရက်ကတော့ Democratic ကရင်အကျိုးပြုတက်မတော် DKPA လက်နက်ကန်အဖွဲ့ကခေါင်းဆောင်၄ဦးနဲ့ထိုင်းနိုင်ငံသားတအုပ်တို့ကို American ပြည်ထောင်စုကပိတ်ဆို့မှု အမိန့်ချမှတ်လိုက်တဲ့သတင်းဖြစ်ပါတယ်။ American ပြည်ထောင်စုအနေနဲ့ BGF ခေါင်းဆောင်အချို့ကိုလည်း online ငွေလိမ်ကိန်းတွေကိုအကာအကွယ်ပေးကူညီမှုတွေအတွက်ပိတ်ဆို့မှုချမှတ်ခဲ့ဘူးပြီးတော့အခုဒီချိန်မှာတော့ DKPA လက်နက်ကန်အဖွဲ့ရဲ့အဓိကခေါင်းဆောင်တွေကိုပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ DKB ခေါင်းဆောင်တွေဖြစ်တဲ့ Sosti, Sosain Win, Sosan Aung နဲ့စိုင်းလာကျော်တို့၄ဦးကို American ပြည်တော်စုကပိတ်ဆို့မှုချမှတ်ခဲ့ပြီးတော့ DKB အဖွဲ့နဲ့ဆက်ဆက်ပြီးလှုပ်ဆောင်တဲ့ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီနှစ်ခုနဲ့ထိုင်းနိုင်ငံသားတဦးကိုလည်းတတွဲတဲပိတ်ဆို့ခဲ့ပါတယ်။ American ပြည်တော်စုရဲ့ပိတ်ဆို့မှုက DKB ခေါင်းဆောင်တွေအပေါ်ကြီးမားတဲ့တက်ရောက်မှုရှိမဲ့သဘောတော့လောလောဆယ်မှာမမြင်တွေ့ရပါဘူး။ American နဲ့မဟာမိတ်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံအနေနဲ့ DKPA အပေါ်ဘယ်လိုဖိအားပေးမှုတွေလှုံ့ဆော်လာနိုင်တယ်လဲဆိုတဲ့အချက်ကသာထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချက်ဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့နိမိတ်ထဲမှာအခြေစိုက်နေကြတဲ့ online ငွေလင်ဂိုင်းတွေနဲ့၎င်းတို့ကိုလက်နက်နဲ့အကာအကွယ်ပေးထားတဲ့ကရင်လက်နက်ကိုင်အဖွဲ့အချို့တို့ကိုဖိအားပေးပြီးတော့ဒီယာဇွတ်မှုလုပ်ငန်းတွေရပ်ဆိုင်ချုပ်ငြိမ်းသွားဖို့အဓိကနင့်နာတဲ့နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံအမေရိကန်ပြည်ထောင်စုနဲ့၎င်းတို့ရဲ့နိုင်ငံသားတွေဖျားယောင်းခေါ်ဆောင်ခံရပြီးတော့နှိမ့်ဆက်ကစေခိုင်းခံနေကြရတဲ့ဒေသတွင်းနိုင်ငံတွေနဲ့ကမ္ဘာအခြားဒေသကနိုင်ငံတွေကလူလာနေကြတာဖြစ်ပါတယ်။ဒါ့ပေမဲ့ဒေါ်လာဘီလီယံချီတဲ့ပမာဏရှိတဲ့လိန်လေယာကရတဲ့ငွေကြေးတွေအကျိုးအမြတ်တွေကငွေလိန်ကိုင်းကောင်းဆောင်တွေဒီလုပ်ငန်းကိုအကာအကွယ်ပေးတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့တရားမဝင်တဲ့လုပ်ငန်း၊ရာဇဝမှုလုပ်ငန်းတွေကိုမတိကျိုးကျုံပြုပေးကြရတဲ့ က်ဆိုင်ရာနိုင်ငံကတရားဥပဒေစိုးမိုးရေးနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကခန်းစားကြရတာဖြစ်လို့ဒီလုပ်ငန်းတနည်းနည်းနဲ့ဆက်လက်ရှင်းသင်ဖို့နီလန်းရှာလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ PR ကို ရော့ကြအောင်အချို့သောလုပ်ငန်းတွေကိုအဖမ်းအစီးပြတာမျိုးငွေလင်ကိုင်းခေါင်းဆောင်သူတွေကိုကြိုတင်သတင်းပေးပြီးတော့နေရာရွှေ့ပြောင်းစေတာမျိုးနောက်ဆုံးအနေအထားမှာနေရာတချို့ကိုဖျက်ဆီးဖို့ခွင့်ပြုရတာမျိုးတွေနဲ့အတူငွေလင်ကိုင်းတွေမှာခေတ်သစ်ကြေးကျုံတွေတပွဲခိုင်းစေခံနေရသူတွေကိုလွှတ်ပေးပြီးတော့သက်ဆိုင်ရာနိုင်ငံတွေစီလွှဲပြောင်းပေးတာမျိုးတွေလှုပ်လာကြတာတွေ့ရပါတယ် 2023ခုနှစ်အောက်တိုဘာလမှာရှမ်းမြောက်ဒေသကငွေလင်ကိုင်းတွေနှိမ်နင်းဖို့ဖိအားပေးခံခဲ့ရပြီးတဲ့နောက်ရှမ်းမြောက်ဒေသရဲ့ငွေလင်ကိုင်းတွေလည်းမြေလံခံရတဲ့တပ်ဖွဲ့ဖြစ်ခဲ့ပြီးတော့ရှမ်းမြောက်ဒေသမှာစစ်ပွဲတွေတစ်နှစ်ဝန်းကျင်နီးပါးကြေကြေပြန်းပြန်းဖြစ်ပွားခဲ့တဲ့နောက်အွန်လိုင်းငွေလင်ကိုင်းတွေရဲ့အဓိကစုဝေးရာကထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ဖြစ်လာခဲ့တာပါ 2025ခုနှစ်နှစ်စမှာတရုတ်နိုင်ငံကလူသိများတဲ့တရုတ်ဆောင်တူမြောက်ရီမြို့နယ်တဲကငွေလင်ကိုင်းတစ်ခုစီဖျားယောင်းခေါ်ဆောင်ခံရတဲ့ကိစ္စကတရုတ်နိုင်ငံရဲ့ဖိအားကိုမြင့်တက်စေခဲ့ပြီးတော့ထိုင်းနိုင်ငံအနေနဲ့တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးအွန်လိုင်းငွေလင်ကိုင်းတွေကိုနှိမ်နင်းဖို့လှုံ့ဆော်လာတာပါထိုင်းနိုင်ငံဘက်အနေနဲ့ကတော့ဒီယာဇိုးမှုလုပ်ငန်းတွေနဲ့ပတ်သက်လို့မြန်မာနိုင်ငံကလက်နက်ကန်အဖွဲ့တွေလောက်အဓိကကျတဲ့အခမ်းကဏ္ဍမှာမပါဝင်ပေမဲ့နောက်ခံအဆောက်အအုံဆက်သွယ်ရေး လျှက်စစ်ငွေလိမ်လည်လုပ်ငန်းရဲ့ငွေကြီးခွာချမှုလမ်းကြောင်းတွေမှာလက်စားပြီးတော့လုပ်ငန်းချုံးမှုအောင်လှုံ့ဆော်ပြီးနေကြတဲ့ရင်းနဲ့ဌာနဆိုင်ရာဝန်ထမ်းနိုင်ငံရေးသမားအချို့ပါပါဝင်ပတ်သက်နေကြတာလည်းဖြစ်ပါရည်။အွန်လိုင်းငွေလိမ်ကိန်းတွေအခြေစိုက်နိုင်တာရှင်သန်နိုင်တာလိုအပ်တဲ့ဝန်ထမ်းတွေဖျားယောင်သွေးဆောင်ခံရပြီးတော့ရောက်လာမယ့်နိုင်ငံသားတွေဝင်ထွက်နိုင်တဲ့အနေအထားဆက်သွေးဘဏ်ငွေကြေးစနစ်လက်လန်းမီမှုစတဲ့အခြေအနေတွေကမြန်မာတိုင်းနယ်စပ်မြောက်ရီမြို့နယ်က အခင်းအကျင်းနဲ့ကန့်ညီနေတာလည်းဖြစ်ပါတယ်ဒီလက်နက်ကင်တပ်ဖွဲ့တွေဟာရခင်ဆယ်စုနှစ်တွေတုန်းကတော့မွေးရဆေးပြားတဲဆောင်တာရောင်းဝယ်တာတွေ ကားမောင်ကိုစတဲ့လုပ်ငန်းတွေနဲ့ရှင်သန်ခဲ့ကြပေမယ့်လွန်ခဲ့တဲ့ခုနှစ်နှစ်ရှစ်နှစ်ဝန်းကျင်မှာကာစီနိုလုပ်ငန်းနဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဘက်ကိုပြောင်းလဲခဲ့ကြတာဖြစ်ပါတယ်။ဆယ်စုနှစ်များစွာကြာမြင့်လာတဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်အတွင်းစစ်တပ်အနေနဲ့စန့်ကျင်ဘက်တိုင်းဒါလက်နက်ကိုင်အဖွဲ့တွေကိုအင်အားချိန်ခွင်ရှာညှိဖို့အတွက် DKBA တို့လိုခွဲထွက်လက်နက်ကိုင်အဖွဲ့တွေကိုလှုပ်ချင်တာလှုပ်ခွင့်ပေးပြီးတော့စီယုံထားခဲ့တာဖြစ်ပါတယ်။1999နှစ်တွေက KNU ကနေစတင်ခွဲထွက်လာတဲ့ DKBA အဖွဲ့ဟာနာမည်ပြောင်းအဖွဲ့ငယ် ေတွေထက်မှန်ခွဲထွက်ပြန်လည်ပေါင်းကြနဲ့ဆယ်စုနှစ်နှစ်ခုကျော်ကာလအတွင်းအပြောင်းလဲများစွာနဲ့မျက်စိလဲစရာအနေအထားမျိုးဖြစ်လာခဲ့တာပါ DKBA ခွဲထွက်အဖွဲ့တွေအနေနဲ့အင်အားအကြီးဆုံးဖြစ်လာတဲ့အဖွဲ့တစ်ဖွဲ့ကတော့စောချစ်သူဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီးတော့အခြားအဖွဲ့တွေထက်လူအင်အားလက်နက်အင်အားတာလွန်ပြီးတော့မြန်မာစစ်တပ်ရဲ့အမိန်ပေးမှုအောက်ကနေကြားဆောင်တပ်ဖွဲ့ BGF အဖြစ်နဲ့ဆယ်စုနှစ်တစ်ခုကျော်ကြာရပ်တည်ခဲ့ပြီးမှ ဆီယာနာသိမ်းပြီးတဲ့နောက်2024ခုနှစ်မှာကရင်အမျိုးသားတပ်မတော်အမည်ပြောင်းလဲခဲ့ပြန်ပါတယ်။ DKB အဖွဲ့အစည်းနဲ့အာနာသိမ်းစစ်တပ်ကိုအတီလင်းအာခံနိုင်တဲ့အင်အားအနေအထားမျိုးမရှိပါဘူး။အခုလိုနိုင်ငံတကာအစိုးရတွေကပိတ်ဆို့မှုတွေနဲ့ဖိအားပေးလာတာကြောင့်ရင်ချင်းရင်းရင်အာနာသိန်းစစ်တပ်ဘက်နဲ့ဆက်ဆက်ရေးမပြတ်အောင်ထိန်းပြီးတော့အာနာသိန်းစစ်တပ်အနေနဲ့အကူအညီလိုအပ်တဲ့အခြေအနေမျိုးမှာအတုံးချခံရဖို့အခြေအနေမျိုးဘက်ကိုရောက်ရှိစီမှာဖြစ်ပါတယ်ခင်ဗျာ။